2025ခုနှစ်အောက်တိုဘာလ14ရက်နေ့တနင်္ဂနွေသတင်းများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်တနင်္ဂနွေသတင်းများအတွက်ဒီနေ့မှာရည်ရွယ်ထားတဲ့လုပ်ငန်းတွေက အနာရောက်ခံပြီးမှတည်လွယ်လွယ်နေတာအဆင်မပြေတာမျိုးတွေဖြစ်တဲ့နော်အရေးကြီးတဲ့လုပ်ငန်းတွေလှုပ်ဆောင်မယ်ဆိုရင်ပေချာချိတ်ဆက်ပြီးမှ လုပ်ရင်ပို့ပြီးတော့အဆင်ပြေပို့ပြီးတော့ကောင်းတယ်နော်ခြံကိစ္စကားကိစ္စကွန်ပျူတာကိစ္စကင်မရာကိစ္စများနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့အတွက်မှစိတ်အနှောက်ရှက်ဖြစ်စရာကြုံပြီးကမှအဆင်ပြေတတ်တယ်အောင်မြင်တတ်တယ်နော်ရွေးချယ်ရခက်တာဆုံးဖြတ်ရခက်တာမျိုးတွေလည်းဒီနေ့အတွက်မှကြုံရတတ်တယ်ကျမ်းမာရေးအနေနဲ့သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ဒုက္ခပေးတတ်တယ်အချိန်ရေးမှလည်းအတင်မြင်လွဲစရာတွေနဲ့ကြုံရတတ်တယ် အကျိုးပေးတဲ့ကဏန်းကတော့6နဲ့9ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာအနီရောင်နဲ့ညီညူရောင်ပဲဖြစ်ပါရဲ့ရရရအနေနဲ့မိမိအရှိဖျားမှာဘိမုံကလူပေးရမှာဖြစ်ပါလိမ့်ရှင်2025ခုနှစ်အောက်တိုဘာလ14ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ် တနေ့လာသားသမီးများအတွက်ဒီနေ့မှာစိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြည်နူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမယ့်နေ့မျိုးဖြစ်ပါတယ်အဖက်ဖက်ကနေပြီးတော့လေအချိန်ကြီးကနေပြလာတတ်တယ်ဘာပဲလုပ်လို့ရဲရဲသာလှုပ်ဆောင်မှအဆင်ပြေအောင်မြင်မယ်နော် ကံအခွင့်အလမ်းတွေလည်းဒီနေ့အတွက်မှာတအားကောင်းတယ်เนาะကျမရဲ့အနေနဲ့မျက်စိနာတာမျက်စိအောင်တဲ့ဝေဒနာမျိုးတွေတတိတာเนาะကျမရဲ့ညတ်တဲ့အခြေအေးမှာလည်းကြားလေ သွေးလို့ဝေနေရတတ်တယ်အချိုးပေးတဲ့ကနန်းကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်ကအဖြူရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာတီးဆုံကိတ်ကလူပေးရမှာဖြစ်ပါတယ်ရှင် 2025ခုနှစ်အောက်တိုဘာလ14ရက်နေ့ အင်္ဂါသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်ဒီနေ့အတွက်မှာအင်္ဂါသားသမီးတွေအတွက်ကံကောင်းတယ်နော်စိတ်ချမ်းသာစရာတွေဝမ်းသာစရာတွေနဲ့ပြည့်နေနေတဲ့နေ့မျိုးဖြစ်ပါတယ်ဘာပဲလုပ်လို့ရဲရဲတာလှုပ်ဆောင်ပါအဆင်ပြေအောင်မြင်မယ်နော် ကံအခွင့်အလမ်းတွေလည်းဒီနေ့မှအရန်ကောင်းတယ်နော်အချီရင်နဲ့အိမ်တော်ရေးမှလည်းတဦးနဲ့တဦးကမဖြစ်ဆက်လောက်ပြဿနာလေးရစပြီးတော့တဦးနဲ့တူအထင်မြင်လွဲစရာတွေနဲ့လည်းကြုံရတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းခြေတော်တစ်ဖက်မှာထိခိုက်တင်ရရတတ်တယ်တတိယနော်အချိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ခုံဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်မှာအဝါရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအရှိဖျားမှာ နနတီကလူပေးရမှာဖြစ်ပါလိမ့်ရှင်2025ခုနှစ်အောက်တိုဘာလ14ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးတွေအတွက်ဒီနေ့မှာအလုတ်ကိုအရှိအဟုန်နဲ့တိုးချဲ့တဲ့နေမျိုးဖြစ်ပါတယ်အတိုက်အခံမှန်သမျှအနိုင်ရနိုင်အနိုင်ရနိုင်တော့လေကိုယ့်ရဲ့မိတ်ဆွေရင်းဒီအနီးကပ် လူရင်းတွေကကိုယ်ကိုဒုက္ခပေးတာမျိုးတွေတော့ခံရတတ်တဲ့တတိကြားနော်တိမ်နှင်းရေးမှာလည်းငွေကြီးတွေကိုအကြောင်း ပြုပြီးတော့တိမ်လုံးတဲ့တယောက်ဇူရမီသားစုတွေနဲ့ဆက်ညင်ဘက်တွေဖြစ်နေရစကားများတာသဘောထားတွေတုံ့နဲ့တူပွဲလွဲတာမျိုးတွေတတိကြားနော်ငွေကြီးအကြောင်းပြုပြီးတော့တော်တော်စိတ်ညစ်စိတ်ရှုပ်ရှားများနဲ့ကြုံရတတ်တဲ့အခြေအေးမှာလည်းကြားလေ သွေးလိုဝေးနေရတတ်တဲ့အကျိုးပေးတဲ့ကနန်းကားလေးနဲ့ ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှအနက်ရောင်နဲ့မယမ်းရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှရှောက်သီးတော့ကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ14ရက်နေ့ကျသာပရိသတ်သမီးများအတွက်ကနေတာဟောစရန်ဖြစ်ပါတယ်ကျသာပရိသတ်သမီးများအတွက်ဒီနေ့မှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဆုဆက်တူရှယ်ယာ လုပ်ငန်းတွေလောက်ကင်ရတတ်တယ်လောက်ကင်မယ်ဆိုရင် ကောင်းတယ်အဆင်ပြေအောင်မြင်မယ်နော်အိမ်ကိစ္စနေရာကိစ္စအိုးအိမ်အဆောက်အဦနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာတော့အဲ့ဒီကိစ္စရက်တွေမှာဒီနေ့မှာစိတ်အနှောက်ရှက်ဖြစ်เสียဖြစ်ပြီးကမှအဆင်ပြေအောင်မြင်တတ်တယ်ဝေချင်းနဲ့ပတ်သက်ပြီးသွားရင်လည်းခြားသာပရိသတ်သမီးအတွက်ဒီနေ့မှာငွေချင်းနဲ့ပတ်သက်ဆက်နေတဲ့လုပ်ငန်းတွေကို အာမခံပေးတာချီးငါပေးတာမျိုးတွေလည်းမပြုတ်လုံးနဲ့နော်အထူးရှောင်ခြင်းနော်အစင်မပြေဖြစ်တတ်တယ်ကျမ်းမာရေးအနေနဲ့မျက်စိနာတယ်မျက်စိအောင့်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့1နဲ့3ဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်မှာရွှေဝါရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာအုံဒီစိတ်6စိတ်ကလူပေးရမှာဖြစ်ပါရဲ့ရှင် 2025ခုနှစ်အောက်တိုဘာလ14ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပတ်သက်ပြီးသွားရင်နေရာကောင်းရတာနမဲကောင်းရတာအလုပ်ထဲမှာလူကြီးကြီးခဲ့တဲ့ကိုယ်မျက်နှာသာပေးတာကိုယ်ချစ်ခင်တာမျိုးတွေကြုံရရတတယ်။အခြေအနေအင်တော်ကြီးမှာတော့စိတ်အလိုမကျတဲ့နာနေတဲ့ကျန်စီသားသမီးအရာတွေလည်းဒီနေ့အတွက်ကိုတောက်ကြသားသမီးအတွက် ရရဲ့တင်းတင်းသာလှူဆောင်မှာအဆင်ပြေအောင်မြင်မယ်နော်။ဂျမ်းမာရေးအနေနဲ့ဘိုင်နာတဲ့ဘိုင်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချိုးပေးတဲ့ကနန်းကတော့၄နဲ့၈ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာအဖြူရောင်ပဲဖြစ်ပါတယ်။ရရယာအနေနဲ့မိမိအရှိဘုရားမှာမလို့ရေပေါ့ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။2025ခုနှစ်အောက်တိုဘာလ14ရက်နေ့စနေသားသမီးများတို့ တနေ့တာဟိုစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာ အရေးကြီးတဲ့စာရွက် စာတမ်းတွေစက်ပစ္စည်းစက်တူရှယ်ယာကိစ္စအတွက်တွေလည်းအထူးသတိထားပြီးဆောင်ရွက်နော်စိတ်အနှောက်ရှက်ဖြစ်စရာတွေဖြစ်ပြီးကမှအဆင်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေဖြစ်တတ်တယ် အိမ်နွေးမှလည်းစိတ်အလိုမကျတွေကတားကြီးများနေတဲ့တဲငွေကြေးကံလေဒီနေ့ကောင်းတယ်နော်ငွေကံအစဉ်ပြေအောင်မြင်မယ်ရွှေမျိုးမိတ်ရွှေအပေါင်းဒီနေ့ရက်မိမိကိုအကူညီကိုကအကူညီမတောင်းမဲနဲ့ကိုယ်ကူညီပေးတာ ထောက်ပံ့မှုတွေကူညီမှုတွေရရှိတတ်တယ်ကျမ်းမာရေးအနေနဲ့လည်းတည်ထားနော် သွားနဲ့ပတ်သက်တာသွေးနဲ့ပတ်သက်ပြီးတော့ဆေးရှုပ်ရတတ်တယ်ချစ်သူစီကနေပြီးတော့မမျှော်လင့်ဘဲနဲ့လက်ဆောင်ကောင်းတွေရတတ်တယ် အချိုးပေးတဲ့ကနန်းကတော့1နဲ့3ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကချက်သွေးအောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့မိမိအရှိပြားမှာတင်မောဒီကလူပေးရမှာဖြစ်ပါတယ်ရှင်